င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကနျူကလ িয়ার ဆိုင်ကောင်တယ်ပေါ်ရေးအတွက်ဝင်ကြီးဆက်သုံးပါ မြို့သားကွန်တီဖွဲ့စည်းပြီးလိုအပ်နေရန်ပုံဝင်တဲ့ဗန္ဓာရည်မြစ်တွေကိုရှာဖွေနေမြန်မာနိုင်ငံမှာဂျပန်စစ်ကောင်ဆောင်မြန်မာနိုင်ငံကနျူကလ িয়ার ဆိုင်ကောင်တယ်ပေါ်ရေးအတွက်ဝင်ကြီးဆက်သုံးပါမြို့သားကွန်တီကိုဖွဲ့စည်းပြီးတော့လိုအပ်နေရန်ပုံဝင်တဲ့ဗန္ဓာရည်မြစ်တွေကိုရှာဖွေတမတ်လုံဆောင်နေကြောင်းစစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တန်းနေရသေးပါတယ် မြောက်လိုင်ကောက်ကထဖြစ်ဆိုင်ရတဲ့မြို့သားဆင်နျူကလ িয়ার ဆိုင်အကောင့်တွေဖွဲ့ဦးဆောင်ကော်မတီကိုဩဂုတ်လ15ရက်နေ့မှာဖွဲ့စည်းလိုက်ပြီးတော့ရင်းကော်မတီမှာဝင်ကြီးဆက်တော်ကိုဖွဲ့ဝင်နေဖြစ်သတ်မှတ်တောင်းရင်ပေးထားကြောင်းသိရတယ်။မဇော်ပါနျူကလ িয়ার ဆိုင်ကော်မတီကမြန်မာနိုင်ငံမှာနျူကလ িয়ার ဆိုင်အစီအစဉ်နဲ့စတင်နိုင်ဦးစီးဆောင်ရခြင်းနျူကလ িয়ার ဆိုင်အစီအစဉ်အကောင့်တွေဖော်ရမှာဦးစားဦးစားမှုပေးခြင်းနဲ့လိုအပ်တဲ့ညွှန်ကြားချက်လက်ညွှန်ချက်တွေထုတ်ပြန်ခြင်း နျူကလ িয়ার စီမံကိန်းရဲ့ကောင်ထံပေါ်ဆိုင်ရတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကိုစောင့်ကြည့်စစ်ဆေးခြင်းနဲ့လမ်းညွှန်ပေးခြင်းနျူကလ িয়ার ခြေကဆောင်ဖွံ့ဖြိုးရေးအတွက်ရန်ပုံငွေလိုအပ်ချက်သတ်မှတ်ရေးနဲ့နျူကလ িয়ার စီမံကိန်းအတွက်ဗဏ္ဍာငွေရရှိနိုင်မယ့်အရင်းအမြစ်တွေရွေးချယ်သတ်မှတ်ရေးတွေကိုဥဆောင်ခြင်းတို့ပါဝင်ကြောင်းသိရှိရပါတယ်တို့ပြင်းမြောင်းလိုင်ဦးဆောင်တဲ့နျူကလ িয়ার ကော်မတီကလုပ်ငန်းကော်မတီတရက်ကိုထပ်မံဖွဲ့စည်းထားပြီးသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကိုဦးဆောင်ခိုင်းထားပါတယ်။၂၀၂၅ခုနှစ်ဧပြီလအတွင်းမြန်မာနိုင်ငံမှာရုရှားက မဂါဝတ်130သေးစားနျူကလ িয়ার တပ်ပေါင်းပုတ်ကိုတင်ဆောင်ရန်နဲ့အဆိုပါတပ်ပေါင်းပုတ်ကိုမဂါဝတ်330တိလျှက်စစ်တိုးချက်ထုတ်လုပ်နိုင်နျူကလ িয়ার တပ်ပေါင်းပုတ်အဆင့်မြင့်တင်သွားနိုင်ရန်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပါနျူကလ িয়ার တပ်ပေါင်းမှုစီမံကိန်းအတွက်ရုရှားနဲ့မြန်မာနိုင်ငံနားလည်မှုစာကြောင်းလာသဘောတူညီချက်ကိုရော့စတန်ညွှန်ကြားရေးမှုကြောင့်လည်းမြန်မာနိုင်ငံသိပ္ပံနယ်နီးပညာဝင်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။ ရုရှားကနျူကလ িয়ার တပောင်းဖို့ဒီဇိုင်းနဲ့လည်းပဲရုကိုရုရှားပညာရှင်တွေနဲ့အတူမြန်မာနိုင်ငံမှာစစ်အရာရှိတွေကိုပူးတွဲတင် जा ပြသပေးတော်မူဖြစ်ပြီးစစ်အုပ်စုကနျူကလ িয়ার တပောင်းဖို့ဒီဇိုင်းမှုအဆင့်လိုက်ခြင်းစီအတွက်စစ်အုပ်စုကရုရှားထံကငွေကြေးပေးချင်ရမည်ဖြစ်ကြောင်းသိရပါတယ်။မြောက်လိုက်ရခုနှစ်စတင်ဘာလရုရှားခေးစဉ်တွင်မှမြန်မာနိုင်ငံမှာငွေစားလျက်စစ်ထားပေးဆက်ကိုတည်ဆောက်နိုင်တဲ့အတွက် လိုအပ်တဲ့နျူကလ িয়ার အခြေခံစာအုပ်လူဆန်ရင်းမြစ်တွင်တဲ့ချားလိုအပ်တဲ့လုပ်ငန်းတွေကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ရော့စတန်တို့ကတက်နိုင်သမျှဆက်လက်ကူညီပေးကြပါတယ်။မင်းအောင်လိုင်ကရုရှားဆွေကိုမြတ်တမ်းရက်ခံခဲ့ပါတယ်။ဆလဘီရန်ကုန်တမိုင်းလမ်းဆောင်မှာပြူစော်တီနယ်စစ်တပ်ကပြစ်တစားတဲ့အုံချပြီးလူငယ်တွေကိုသွေးဆောင်ဖျားရောင်ကစစ်မှုထမ်းဖြစ်ဖန်စီငွေညစ်မှုစစ်မှုမထမ်းလို့လျင်လူငယ်တအုပ်တွေ25သိန်းနဲ့ပြန်ပြီးရွှေခိုင်းနေတယ်။ ရန်ကုန်တိုင်းမြန်ကုန်းမြို့နယ်သမိုင်းလန်းဆောင်မှာဖြူစောတိနယ်စစ်တပ်ကပြစ်တစားတွေကိုတုံးချပြီးလူငယ်တွေကိုသိမ်းဆောင်ပြရအောင်ပြီးအစ်မုံတန်းဖြင့်ဖန်စီချက်နဲ့ငွေညှင်းမှုတွေကိုလှုပ်ဆောင်ကားကြောင့်ဖန်စီခံလိုက်ရလူငယ်တို့ရဲ့ဆွေမျိုးတွေကပြောဆိုထားပါတယ်။ရှေ့ပြည်သာမြို့နယ်အမှတ်15ရပ်ကွက်မှာနေထိုင်တဲ့16နှစ်ရွယ်လူငယ်တောက်ကသူ့ရဲ့တငယ်ချင်းသုံးနဲ့တူနိုဝင်ဘာ9ရက်နေ့ညနေပိုင်းတစောင်းနိုင်ပွဲနဲ့ဇေယျံပွဲတော်ရမျိုးစုကထွက်ခွာသွားကြောင်းရှင်းတော်ည9:30မိနစ်ချိန်လူငယ်ရဲ့လက်ကင်ဖုန်းမှတက်ဆင့်လုံကျော်ရေးတာဝန်ရှိသူတအုပ်စုကဖုန်းနဲ့မိသားစုတန်ကိုဆက်သွယ်လာပြီး စစ်မှုတန်းအဖြစ်စုဆောင်းမခံရလိုပါကလူငယ်တုံးလင်ငွေကျပ်25တိန်းနဲ့လာရောက်ရွေးယူခိုင်းကြောင်းတမိုင်းလန်းဆောင်ကောင်းကြိုက်တန်းပေါင်းဆိုင်ရှိမှပြည်ထစာအမျိုးသမီးတဆူကဈေးတက်တက်တာနဲ့ပြောပါနိုင်တယ်ဆိုကလူငယ်တွေကိုခေါ်ဆောင်သွားပြန်တော့စစ်မှုတန်းဖြစ်ဖန်စီခံရခြင်းဖြစ်တယ်လို့ဖန်စီခံလူငယ်ကပြက်လက်ရှင်းပြလာကြောင်းသိရပါတယ်။မြန်ကုန်မြို့နယ်တမိုင်းလန်းဆောင်ကောင်းကြိုက်တန်းပေါင်းဆိုင်ဒီမှာပြည်ထစာအမျိုးသမီးများစွာညောညက်ပါရှင်နေပြီးအစောပါပြည်ထစာများနဲ့မှတချို့မှစစ်တပ်အတွက်လူငယ်တွေရှာဖွေဖန်စီမှုလှုံ့ဆော်လာကြောင်း ပြူစောတိနဲ့လူမိုက်တချို့ကတစီကားနဲ့စောင့်ဆိုင်ပြီးပြစ်တစားတွေသွေးဆောင်ပြန်ခေါ်ဆောင်လာတဲ့လူငယ်တွေကိုရက်ွက်ယုံမှာတခါတည်းခေါ်ဆောင်ကစစ်မှုထမ်းဖြင့်စုဆောင်ဆောင်တည်ရပါတယ်အလားတူမန်လေးတိုင်းဝန်နှင်းမြို့နယ်ကျေးရ900ကနေလူငယ်ဆဲကိုစစ်တပ်ကနေနေတဲ့ဝင်းအောင်စင်းနေပြီးပေါ်တာဆွဲဖန်စီခဲ့ကြောင်းဝိုင်းဆောင်ဝန်နှင်းတောင်ရှိသူကပြောတယ် နိုဝင်ဘာ9ရက်နေ့ဝန်နေ့မြို့နယ်ပင်တလဲမိတ်ထီလာလန်တရှောက်မှာရှိတောင်းကုန်းရွာရွာတင်ရွာတစ်ပလီကန်ကျရကိုစစ်တပ်ကအောင်ရောက်စင်းနေမိလူငယ်ခုနှစ်ဦးကိုဖော်တာဆွဲခဲ့ကြောင်းရင်းနောက်နိုဝင်ဘာ9ရက်နေ့အင်းရန်ကျေးရမုံတော်ကျေးရကိုထမံစင်းနေမိလူငယ်သုံးကိုဖော်တာဆွဲဖမ်းဆီးခဲ့ပါတယ်လူငယ်ဆယ်ဦးကိုစံဖက်စစ်တပ်ကပေါ်တာဆွဲပြီးရနောက်မှာငွေကြေးတက်နိုင်တဲ့မိသားစုကလူငယ်တအုပ်ကို25သိန်းနဲ့ပြန်ရခဲ့ကြောင်းလူငယ်ကိုဦးစလုံးမှာပင်တလဲရဲစခန်းမှာဆက်လက်ဖမ်းဆီးခံထားကြောင်းသိရပါတယ်အကြပ်စစ်တပ်ကယခုနိုဝင်ဘာလမှာစစ်မှုထမ်းပတ်စင်စကောကိုဖွင့်လှစ်မိပဲဖြစ်ပါတယ် ဆက်လက်ပြီးခမောက်ချင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုဗိုလ်မှူးနဲ့ဗိုလ်ကြီးများပေါင်းထိခိုက်ဒေဆုံးသူများပြားတနင်္သာရီတိုင်းကောတောင်ခဲခမောက်ချင်းမြို့နယ်မှာစံဖတ်စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ရာဗိုလ်မှူးဗိုလ်ကြီးတို့ပေါင်းစစ်သား20ဦးကျော်ဒေဆုံးပြီးတော့အများပြားတရားရရှိခဲ့ကြောင်းကောတောင်ခဲပြည်သူ့ကာကွယ်ရေးဖွဲ့တရင်နဲ့ပြန်ကြားရေးတောင်းခံကိုကြားကြီးကပြောတယ် ဝင်ဘာလ2ရက်နေ့မွန်းတဆလနိုင်50မိနစ်ခန့်မှာခမောင်ကြီးမြို့နယ်ချင်းဆိုင်တက်နယ်ကနေအင်အား80ကန်းနဲ့၄ရွာနဲ့ထူးဆောင်ဖြက်လန်းကုံရောက်လာတဲ့ဂျက်ဖက်စစ်တပ်စစ်ကြောင်းတော်လိုက်ပူပေါင်းတပ်ဖွဲ့ကအတင်းဆောင်ကျုံမိုင်းဆွဲတိုက်ခိုက်ရမှာပြန်လည်ပြစ်ခတ်တိုက်ပွဲ3နာရီကျော်ကြာမြင့်ခဲ့ကြောင်းသိရတယ်။ရင်းတိုက်ပွဲတွင်ဂျက်ဖက်စစ်တပ်ကဗိုလ်မှူးတအုပ်ဗိုလ်ကြီးတအုပ်နဲ့တပ်ချက်ကြီးတအုပ်ပေါင်းရှုံးနေရတဲ့ပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းတော်လိုက်ရဲဘော်တွေမျက်မြင်တွေ့ရှိခဲ့ကြောင်းထို့ပြင်ရင်တိုက်ပွဲအတွင်းမှာတေဆုံးသွားတဲ့စစ်သားအလောင်း၁၈လောင်းကို၄၀၀စာတင်ကြောင်းဒီမှာမိရွတ်ထားခဲ့ကြောင်းသိရပါဗျာ။ ထို့ပြင်ဂျပန်စစ်သား29ဦးထိခိုက်ဒဏ်ရာပြီးတော့ခြေပြက်လက်ပြက်ဒဏ်ရာပြင်းထန်ရာကစစ်သားရှင်ကိုထိုင်းနိုင်ငံရန်နောက်စေုံမှာစေကူတာနေကြောင်းကြံရှိရဒဏ်ရာစစ်သားတွေကိုကော့တောင်းပြည်သူစေုံနဲ့စစ်တပ်စေုံတို့မှာစေကူတာနေကြောင်းသိရပါတယ်အစောပိုင်းတိုက်ခိုက်မှုကိုကော့တောင်းခိုင်မာမိတ်ပူပေါင်းအဖွဲ့ဖြစ်တဲ့ KTL လေးဘုံကျုံမြအထူးတရင် ကော့တာမြို့နယ်ဘက်ကဖားနယ်ဘုတ်ပြင်းမြို့နယ်ပန်ကဖားဘူပန်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေကြာဆုံးခဲ့ပြီးတအူးမစွန့်ရန်တရားရှိခဲ့ပါတယ်။ကော့တန်းခံရင်တွင်စီးရွှေမြင့်လာနိုင်တာကြောင့်ပြည်သူများအနေနဲ့တော်လိုင်းတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေကိုလေးစားလိုက်နာပြီးစီးရဲအသည့်တရီရှိကြရန်နဲ့ ော့တန်းခံပြီးသူကကွေဖွဲ့တဲ့နေ့ပြန်ကြိုင်ဌာနကအနှုတ်ဆောင်ထားကြောင်းသိရတယ်။ဆက်လက်ပြီးကံမမြရင်နတာရဲစကံမတိုက်ပွဲတွေဖြစ်ပွားနေပြီးစီးရဲတင်မာနေရဲ့တရက်ကံမလမ်းမကြီးကိုပြည်သူ့ရဲ့တုံပြွန်တရီပိမကွေတိုင်းကံမမြရင်နတာရဲစကံမတိုက်ပွဲတွေဖြစ်ပွားနေပြီးစီးရဲတင်မာနေရဲ့တရက်ကံမလမ်းမကြီးကိုပြည်သူ့ရဲ့တုံပြွန်တရီပိလို့ကြောင်းတရက်ခံအမှတ်လေးတိုင်တဲ့နေ့ပြန်ကြိုင်ဌာနကကိုမြတ်ကပြောတယ်။ နိုဝင်ဘာလပိုင်းကစပြီးကမ္ဘာမြေရင်းနဲ့တရဲစကတ်မှာဂျက်ဖက်စစ်တပ်နဲ့တော်လိုင်းတဖွဲ့တိုက်ပွဲဖြစ်ပွားနေပြီးဂျက်ဖက်စစ်တပ်ကလည်းအင်အားအများပြားဖြစ်တင်လာတာကြောင့်တရက်ကံမှလမ်းပိုင်းမှာစီးရင်တင်မာနေခြင်းဖြစ်ပါတယ်။ရင်းသေးတိမနေရကြောင့်ဂျပန်စစ်တပ်ကပြည်သူတွေနေထိုင်တဲ့ဇေယျတွေကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေပြီးထိခိုက်ဒဏ်ရာရရှိပြည်သူတွေရှိကြောင်းလည်းသိရတယ်။ကျွန်တော်တို့ကတရက်ကံမလမ်းပိုင်းအဲ့ဒီလမ်းပိုင်းကိုဆေးရဆိုးမိုးနိုင်ဖို့စ조사နေရ조사နေရတဲ့အခါမှာကျွန်တော်အဖွဲ့မှရင်းနေသားရဲစကန်ကျွန်တော်တစ်ချိန်တိုက်ခိုက်မိရှုခဲ့ရဲစကန်မှာ အဲ့ဒီမှာဒရုန်းနဲ့ပြန်လဲပြင်ဆင်ပြီးစကန်ချရင်ရှိတယ်။အဲ့လမ်းပိုက်မှာအေးပါရေးနေတဲ့ရေစကန်ကိုကျွန်တော်တိုက်ခိုက်တာရှိတယ်။အဲ့ဒီတော့ခေတာပြည်သူတွေဒေသပြည်သူတွေဒီလမ်းပိုက်ကိုအုံပြနေရတယ်ထိခိုက်တာတွေဖြစ်မှာဆိုလို့ပိတ်ဖို့ထုတ်ပြန်လာတာဖြစ်တယ်။ဒေါသစီးတင်းမနေကြတဲ့ကမ္ဘာလမ်းမကြီးကိုအုံပြသွားလာနေကြပြည်သူများအနေနဲ့နိုဝင်ဘာလ6ရက်နေ့ကစပြီးသွားလာခြင်းမပြုကြပါရန်နောက်ထပ်သွားလာခွင့်ကြေညာချက်မထုတ်ပြန်မခြင်းလုံးဝအုံမပြုကြရန်တရားခဏအမှတ်လေးတိုင်းကထုတ်ပြန်ကြေညာပါရယ်ဒေါတော်ဂျမိုင်းကိစ္စအကြောင်းဖြစ်မနေအရေးတကြီးအုံပြဖို့လိုအပ်လာပါကတက်ဆိုင်အတိုင်းတက်ဖွဲ့ရေးစီကို ဆက်သွယ်ချိန်ဆက်သတင်းပို့ပြီးခွင့်ပြုချက်ရမှသာဖြတ်တန်းသွားလာကြတဲ့ရခိုင်အမှတ်လေးတိုင်းကမြစ်တိုင်းရခိုင်နဲ့ဆလပင်စစ်တပ်ရွေးကောက်ပွဲထောက်ခံဝါရဖြန့်လှုံ့ဆော်မှုတွေမှာပြည်တူအင်နာကျော်စင်လူမင်းပါဝင်နမကျော်လူပညာရှင်တွေကိုစတင်ဖိအားပေးပါဝင်ခိုင်မင်းသမီးဖွဲ့ဖွဲ့ကိုစစ်တပ်ကခေါ်ယူမင်းမြန်အကြမ်းဖက်စစ်တပ်ရွေးကောက်ပွဲထောက်ခံဝါရဖြန့်လှုံ့ဆော်မှုတွေမှာပြည်တူအင်နာကျော်စင်လူမင်းပါဝင်နမကျော်အမှုပညာရှင်တွေကိုစတင်ဖိအားပေးပါဝင်ခိုင်နေပြီဖြစ်ကြောင်းအမှုပညာတိုင်ဝန်ကပြောတယ်အော်တိုဘလ30ရက်နေ့အကြမ်းဖက်စစ်တပ်လောက်ခံပြန်ကြိုင်းတဲ့ပြည်သူ့ဆက်ဆိုင်ဦးစီးဌာနမှာ ညွန်ကျုပ်အေးကျယ်ကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရုံမှာရုပ်ရှင်တိုင်းဝိုင်းကိုခေါ်ယူတင်ဆောင်ပြီးလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မဲ့ဝါရဖြစ်အလိညာစီယုံရည်တွေမှာပေါင်ဝင်တက်ဆောင်မိဖြစ်ကြောင်းလွန်ကျင်းနဲ့ပြန်လည်လွတ်မြောက်လာတဲ့အမှုပညာရှင်တက်ဆောင်နေပါမချန်ပောင်ရမိဖြစ်ကြောင်းအကဲညင်းဆန်လျက်အထက်မေးရရင်းမြူဖျားပြပြောဆိုခဲ့ပြီးနောက်ရင်ကတ်တို့စစ်တပ်ဝါရဖြစ်နှုတ်ချမှုတွေမှာပေါင်ဝင်လာခြင်းဖြစ်တဲ့ တရုတ်ဆောင်မင်းသမီးဖူဖွေးမှာစစ်တပ်ဝရဖြန့်လှုပ်ရှားမှုမှာပေါင်ဝင်ရဲ့ဆင့်ခေါ်မှုကိုမလာရောက်သဖြင့်ပြည်ဦးလွင်မှာဇက်ကားရိုက်ကိုနေစဉ်ခေါ်ယူမိနဲ့ခံခဲ့ရကြောင်းတို့ရရင်ဖန်စီချက်မရှိပဲဝရဖြန့်လှုပ်ရှားမှုမှာပေါင်ဝင်ပြီးဆိုတဲ့ခံဝင်ချက်နဲ့ပြန်လည်လွတ်ပေးလိုက်ကြောင်းသိရတယ်။တခြားတစ်ဖက်မှာလည်းတရုတ်ဆောင်မော်ဒယ်မင်းသားလင်းရောင်ကိုလည်းစစ်တပ်ကခေါ်ယူမိမျက်မှုတွေရှည်ဆွဲတဲ့တင်းထွက်ပေါ်လျက်ရှိပါတယ်။မကြပ်ဖက်စစ်တပ်အလိညာဝရဖြန့်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူတွေဇလန်နဲ့တရုတ်ဆောင်တွေကိုပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်တပိတ်မှတ်မှုအချိန်တက်လာချိန်မှာစစ်တပ်ကတခြားသောအနုပညာရှင်တွေနဲ့တရုတ်ဆောင်တွေကိုပါဖိအားပေးလာခြင်းဖြစ်ပါတယ်။ ရင်းပြင်းလူပညာရှင်တွေနဲ့တရုတ်ဆောင်တွေဆိုတော်တွေကိုစစ်တပ်ထံကိုကြိုတင်ကြောင်းကြားခြင်းနဲ့ခွင့်ပြုချက်မျိုးပဲဖိပတ်တို့ထောက်ခံမှုဖြစ်ရကြောင်းဖိပတ်ထောက်ခံမှုဆိုရင်ခွင့်ပြုချက်ရယူရမယ့်အပြင်ပြန်လာရန်ကိုလည်းဂရိခံဝင်ချက်ထောက်ရမည်ဖြစ်ကြောင်းအကြေခွင့်ပြုချက်မရှိပဲဖိပတ်ထောက်ခံအကျိုးစားပါကလိမ့်စိမ့်မှလေပြန်လာတော့လူပညာရှင်တွေရှိနေကြအောင်ဆက်လော်ပြီးဆိုတော့ရုံလေးရဲ့လူမှုကွယ်မှာပေါ်ပြခြင်းနဲ့ပြပထွက်ရင်းဆိုကန်လူပညာရှင်တို့ချုပ်ထန်းကနေတည်ရပါတယ်။နားဆင်အားပေးကြတဲ့အထူးပင်ကျေးဇူးတင်ရှိပါရရှင်။